ရင်းတို့ကရန်ကုန်သွားပြီးတော့တက်ခိုခမ်းမှာရန်ကုန်ကနေပြန်လာလိုက်လေမြက်တွေဟောက်ပက်နေဒါပေမဲ့ကျမရဲ့ညီမနှလုံးရောဂါခံရှိတယ်အားလုံးမင်္ဂလာပါအခုပြည်စင်လေးကတော့အခုလိုလို line ပေါ်မှာ trend ဖြစ်နေတဲ့ပြည်စင်လေးတခုဖြစ်ပါတယ်ဒီတော်ကတော့ဒီတော်ကတော့ညီမဖြစ်သူနဲ့ယောက်ျားဖြစ်သူအိုင်တော်ကြီးဖောက်ပြန်သွားတဲ့ဖြစ်ရက်ကိုလာရောက်ချပြသွားတာဖြစ်ပါတယ်။အဲကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ယူပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ Let's go. ရက်ဆက်တတ်တော့လေဒီနို့ကရန်ကုန်မှာစာအုပ်သွားလောက်တာကိုအကြောင်းပြအားပြီးတော့ဒီနို့ကရန်ကုန်သွားပြီးတော့တက်ခိုခန်းမှာကမြင်းကြောထားပြီးတော့မှကျမရှိကိုပြန်ပြန်ရောက်လာတာသိလားကျမညမကလည်းလေကျမရောက်ကြအောင်မတ်လားမမတ်လားရန်ကုန်ကနေပြန်လာလိုက်ရင်လေညတွေးဟောက်ပက်နဲ့လေချောင်းယိုးရှိပြီးမျက်နှာဖြူလိဖြူရောနဲ့ကျမကလေးသုံးယောက်ငွေသားနဲ့အမယာမှာပြည့်ပြည့်ဖြိုးဖြိုးရှိသေးတယ်ဒါပေမဲ့ကျမညမနှလုံးရောဂါခံရှိတယ်သိလား အာကျမဘယ်လိုပဲဖြစ်အာသူခยีပန်းလို့သူခยีပန်းလို့ဆိုပြီးကျမအဲ့လိုပဲနေခဲ့တာဟင်လက်ဆက်တတ်တော့သူတို့ကဘယ်ဟုတ်မလဲသူတို့ကစောက်သွားလုပ်တယ်အချောင်းပြပြီးတော့ရန်ကုန်တက်ခုံကမှသူတို့ကကမြင့်ကြောက်သွားထားနေကြတာကျမစဉ်းစားပါလေသူတို့တွေဘယ်လိုစိတ်ကက်မျိုးတွေနဲ့ကျမဘောဒီလိုမျိုးတွေလောက်ပြီးတော့ဒီလိုမျက်နာတွေနဲ့မျက်နှာပြောင်းတတ်ပြီးကျမရဲ့ကိုပြန်လာရဲတာလဲဆိုတော့ကျမစဉ်းစားတာအခုမှတော့တော့ကျမစဉ်းစားတာ ရင်တော့မှလေခန်းစားချက်တွေအများကြီးကျမလင်းနဲ့ပေါင်းလာတဲ့တက်တန်းတစ်ချောက်လုံးမှလည်းလေကျမခန်းစားခဲ့ရတာကြီးအများကြီးဒါပေမဲ့ကျမကလေကိုချစ်လို့ယူထားတဲ့ယောက်ျားတယောက်ပေါ့ဟိုသူမသူတောက်တီဖြစ်စေကျမကိုမူးလို့ရစ်တီဖြစ်စေကျမကိုစိတ်ဒုက္ခရအောင်ဘလို့ပဲလှုပ်တီဖြစ်စေကျမလိုမိန်းမခံယူထားတာကျမလိုမိဘအရာလဲသင်မေးထားတာနော်သူငါဘော်ဘလောက်ပဲဆိုးဆိုးငါသူသူငါဘော်ဘလောက်ပဲနှိမ့်ဆက်နှိမ့်ဆက် ကျွန်မရဲ့စိတ်ထဲကခံယူချက်ကကျွန်မရုပ်ကြောင်ကျွန်မတေတဲ့ဒီပေါင်းမယ်ဆိုတဲ့ခံယူချက်ဒီကောင်မကြီးရဲ့ခံယူချက်ကကျွန်မအဲ့လိုတွေးခဲ့တာအဲ့လိုတွေးခဲ့တာဒါပေမဲ့ကျွန်မထားခဲ့တဲ့စေတနာမေတ္တာတွေနဲ့ဒီလိုအကောင်မျိုးကမတန်ဘူးဒီလိုအကောင်မျိုးကမတန်ဘူးကျွန်မလိုလေသူ့ကိုဒဏ်ခံနိုင်တဲ့မိန်းမကျွန်မလိုချက်ပေးနိုင်တဲ့မိန်းမဒီတက်မှာလေသူ့လိုလူမျိုးထမင်းထုတ်ထမ်းပြီးရှာရင်တော့မတွေ့တော့ဘူး မတွေ့တော့ဘူးသိလားတွေ့ခဲ့ရင်လည်းလေတကယ်လို့တွေ့ញံတွေ့ခဲ့ရင်သိလားသူ့တန်ကိုကျမထက်ပို့ပြီးတော့ခဏချင်းရှိတဲ့မိန်းမနဲ့တွေ့ပါစေလို့ကျမကဆုတောင်းပေးတယ်ကျမကလေအခုလေသမီးနေစားတယ်သိလားကျမကလေကိုလောက်စရာရှိတာကိုလောက်တယ်ကျမမတွေ့လားတနခါကျမအဖွေးသားလူတယ်သိလားကျမစိတ်ရှမ်းတော့ကျမနေမှာကျမစိတ်ရှမ်းတော့နေမှာ ဘာဖြစ်လို့နေမှာလဲဆိုတော့ကျမကဒီကောင်ဒီတရောင်းစားအိမ်မှာရှိနေတော့ကလေကျမကသူ့လောက်ဆောင်မပူမပင်ရစီမွေးမိမလောက်လက်မွေးမိမလောက်နေခဲ့ရတော့မိမမဟုတ်ဘူးနော်မနှက်ခင်းဆိုလေတစ်ချက်ခွန်းနှစ်ချက်ထားရတဲ့မိမသိလားတစ်ချက်ခွန်းနှစ်ချက်နှစ်ချက်ထားရတဲ့မိမဆိုတော့အခုသူ့မရှိတော့ကျမစိတ်ထဲမှာကျမဘလို့တက်မှတ်ထားလဲဆိုတော့တေသွားပြီ ေသွားပြီလို့ပဲကျမကသတ်မှတ်ထားတာသိလားသေသွားပြီလို့ကျမကသတ်မှတ်ထားကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာဒီအမကတော့သူ့ညီမဖြစ်သူနဲ့အမျိုးသားဖြစ်သူအိမ်တော်ကြီးဖောက်ပြန်သွားတဲ့ဖြစ်ပျက်ကိုလာရောက်မျှဝေသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ viewer တွေခါရောဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဘလို့တုံးသက်ချင်ပါတယ် comment ထဲမှာဝင်ရောက်တုံးသက်လို့ရပါတယ်ကဲဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ bye bye